BOD ရှင်းမှာက fireware အနှောက်အယှက်မှုအပါအဝင်သူ့အကြောင်းကြောင့် VPN သုံးမရကြောင်းကိုရှင်းပြပါမယ်ခင်ဗျာတိအင်တာနက်ကုမ္ပဏီတွေကပိတ်ထားတာမြန်မာမှာသုံးနေကြတဲ့ line ကုမ္ပဏီတွေကတချို့အချိန်မှာ VPN app တွေကိုပိတ်ထားတတ်တယ်ဥပမာ Aspray VPN တော့ VPN online ဆိုင်ဖုန်းစတဲ့ app တွေကိုချိန်လို့မရတာတွေရှိတတ်တယ်ဒါကြောင့် VPN မအောင်တာချိန်မဖြစ်တာတွေဖြစ်နေကြတာပဲ နှစ်နိုင်ငံပြင်စာဘာကိုမရောက်နိုင်တာ VPN သုံးတာဆိုတာကနိုင်ငံပြင်စာဘေးကူးစီတွားချိတ်တာဖြစ်တာဒါပေမဲ့မြန်မာနဲ့အနီးဆုံးစာဘာတွေစင်ကာပူထိုင်းဂျပန်စတာတွေကတခါတလေလိုင်းပြတ်တောက်တာတုံးတူများတာကြောင့်ချိတ်လို့မရတာချိတ်ရင်လည်းနှိမ့်နေတာတွေဖြစ်တတ်တယ်။သုံးရီအောက်ဖိုက်ဘာကျိုးပြတ်တာတချို့အချိန်မှာရီအောက်ဖိုက်ဘာကျိုးပြတ်သွားတာရှိတတ်တယ်။အဲဒါကြောင့်နိုင်ငံပြင်စီ လိုင်းမသွားနိုင်တော့ဘူး။အဲဒါကြောင့်နိုင်ငံပြင်စီလိုင်းမသွားနိုင်တော့ဘူး။ VPN ကတော့နိုင်ငံပြင်ဆာဗာစီတွားပေးရတာမူ fiber ပြတ်တဲ့အချိန်မျိုးမှာ VPN မအောင်တော့တာဖြစ်လာတတ်တယ်။လေးပေါ်တီပိတ်ခြင်း VPN တွေတုံးတဲ့ပေါ်တီပတ်တွေဥပမာ443195829အင်တာနက်ကုမ္ပဏီကတခါတလေပိတ်ထားတတ်တယ်။ port ပိတ်ထားရင်တော့ VPN app မဖွင့်နိုင်တော့တာပေါ့။ငါ VPN မျိုးစားမကိုက်ခြင်း အခမဲ့ VPN တွေစမ်းသုံးကီးတွေတုံးတဲ့ VPN တွေကမြန်မာတိုင်းနဲ့မကိုက်တော့တာတွေရှိလာတဲ့အဲ့လိုဆိုရင်တော့ပိတ်လို့မရတဲ့ VPN မျိုးတုံးရမယ်ဥပမာ outline VPN custom server aspire VPN lightweight protocol v2u trojan wordpress စတဲ့အမျိုးအစားတွေဖြစ်တဲ့ VPN မှာယူလိုပါကဖုံးဆက်ပေးပါဘ ഹു တုဒ္ဒရာတွေရှိရင် live လုပ်ခဲ့ပါခင်ဗျာ